ဒီချက် IV ပါဒီချက်ရှင်းပါ Sheru က GYS မှာအင်္ဂလိပ်စာအတန်းတွေကိုတာဝန်ယူဖွင့်လှစ်သင်ကြားပေးနေပါတယ်အင်္ဂလိပ်စာကိုအခြေခံကနေစပြီးတော့စနစ်တကျလေ့လာခြင်းနဲ့ speaking ကိုလည်းကြွန့်ကြွန့်ကျင်ကျင်ပိုင်နိုင်တဲ့အထိတစင်ပြီးတစင်တက်သွားခြင်းနဲ့ဆိုရင်ဒီချက် IV တင်တဲ့ level 1 level 2 level 3တက်လို့ရပါတယ် level 1က basic grammar အခြေခံပဋ္ဌာန်းပေါ့နော်ဒီ speaking address လိုအပ်တဲ့ တထားပြီးကိုအခြေခံအဖြစ်လေ့လာရမှာဖြစ်ပါတယ်ဘဘတူးကကြတော့စာချောင်းဒီစားပုံကိုပြောချင်တဲ့မြန်မာစာချောင်းတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောထွက်အောင်လုပ်ရမလဲဆိုတာကိုသင်ပြီးတဲ့အတန်းဖြစ်ပါတယ်ဘဘ3ကတော့ speaking မှာတကယ်လို့ကိုကဒီ basic ခွန်မှာတက်ဖို့ပေါ့နော်တက်ဖို့အရေးချင်းနည်းနည်းလေးလိုနေသေးရဆိုရင်ကလေးတန်းတွေလည်းတစ်ချက်လို့မှာရှိပါတယ် Okay, ဒီ level 1 2 3ပြီးသွားပြီဆိုရင်เนาะဒီချက်ရှင်ရဲ့ business english အတန်းကိုတက်လို့ရပါပြီ။ဒီချက်ရှင်အဲ့ကြောင့်လေးတစ်ချက်လောက်ရှင်းပြပေးပါ။ Okay ပါ။ ဒီလုပ်ငန်းခွင်ထဲမှာအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့အခက်အခဲရှိနေရတဲ့အကြောင်းရင်းပေါ့နော်အဓိကကတော့ဒီအင်္ဂလိပ်စာကိုနေရဲကနေပြီးတော့စာအနေနဲ့လေ့လာခဲ့တယ်ဒါပေမဲ့ဘာသာစကားအနေနဲ့မသုံးဖြစ်တာကြောင့်ဖြစ်ပါတယ်ဒုတိယချက်ကကျတော့ကျွန်တော်ဒီမျိုးလက်တာရေးတဲ့အခါ report တင်တဲ့အခါမှာ business writing ကိုအခြေခံကြကြမတင်ထားတဲ့အတွက်ကြောင့်အခက်အခဲတွေရှိနေတာဖြစ်ပါတယ်ဒီအခက်အခဲတွေကိုဖြေရှင်းဖို့အတွက်ကျွန်တော်အခုဖွင့်လှစ်ထားတဲ့ business english အတန်းလေးကိုတက်ရောက်လို့ရပါတယ်ဒီတန်းလေးကိုကျွန်တော်ပြောပြသွားတဲ့အင်္ဂလိပ်စာတန်းလေးတွေကိုတက်ဖို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်အခုလက်ရှိဖော်ပြထားတဲ့ phone number လေးကိုပဲဖြစ်ဖြစ် Messenger ကိုပဲဖြစ်ဖြစ်ဒါရိုက်ဆက်သွယ်ပြီးတော့မြင်နိုင်ပါတယ် comment ထဲမှာလည်း English ဆိုပြီးတော့ရေးခဲ့လို့ရပါတယ်အားလုံးပဲ bye bye